မန်ချက်စတာယူနိုက်တက်အသင်းကဒီဂရိเนาะဂရိကလပ်အသင်းတစ်ခုဖြစ်တဲ့အိုလံပီယာကော့စ်ရဲ့ဒီအသက်18နှစ်အရွယ်တိုက်စစ်ကစားမလေးဖြစ်သူချာရာလန်ဘူးစ်ကိုเนาะချာရာလန်ဘူးစ်ကိုခေါ်ဖို့အတွက်စိတ်ဝင်စားနေတယ်ပေါ့ဒါအပြင်အသင်းဘက်ကနေပြီးတော့ဒီကစားမဖြစ်သူနဲ့ပတ်သက်လို့ဂရိကလပ်အိုလံပီယာကော့စ်အသင်းထံကိုဒီအပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ဆက်သွယ်ဆွေးနွေးမှုတချို့လည်းကျွန်တော်ရှိထားတယ်โอลิมเปียโกสเตนရဲ့ဘက်ကတော့ဒီကစားမဖြစ်သူကိုရောင်းချလူစိတ်မရှိသေးဘူးဆိုပြီးတော့ကျွန်တော်သိရတယ် ဆိုတော့ဟိုဒီကစားမနဲ့ပတ်သက်ပြီးတော့ဘာမှသိမထားဘူးဗောနောဘာမှသိမထားဘူးဆိုတာဘယ်လိုပြောမလဲသူနဲ့ပတ်သက်တဲ့ပွဲတွေလည်းမကြည့်ဘူးကိုနော်ဒီကစားမလေးက18နှစ်ပဲကျွန်တော်ရှိသေးတာနော်18နှစ်ပဲကျွန်တော်ရှိသေးတယ်2008ခုနှစ်မှာမွေးတာပေါ့အဲအဲ့လိုမျိုးဆိုတဲ့အခါကျတော့ဒီယာဒီမှာတော့ तू ကသူတို့ရဲ့ဒီယူရိုပါလိပေါ့နော်ယူရိုပါလိမှာဆိုလို့ရှိရင်တော့ तू ရှစ်ပွဲတိကစားထားတယ်ဗျာနော်တကူဖန်တီထားတယ်ဆိုတော့နော်တတော့ပဲကျွန်တော်ရှိသေးတာ ဆိုတော့အသက်ကငယ်သေးတာရေနော်အိုလံပစ်ဒီဂရိကလပ်တွေဖြစ်တဲ့တွေ့ကျွန်တော်ဂရိပြည်တွင်းကလပ်တွေပွဲစဉ်တွေလည်းကျွန်တော်မကြည့်ဘူးဘို့နော်ဆိုတော့ထူးထူးခြားခြားကြီးတော့ဘာမှတော့ကျွန်တော်တိမထားဘူးဒါပေမဲ့လို့ဒီကစားမဖြစ်သူကိုအတင်းပတ်ကတော့လက်ရှိမှာဆက်သွယ်မှုတချို့တွေတော့ပြုလုပ်ထားတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဒါကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒါအတင်းပတ်ကလူငယ်ကစားမတွေကိုခေါ်နေတာဖြစ်တဲ့တွေ့ဗျာဒါအတိုင်းအတာတစ်ခုတည်းကျွန်တော်မျှော်လင့်လို့ရတယ်အတင်းတာဝန်ရှိသူတွေ Ineos တို့ဘာလို့က လူငယ်ကစားမတွေကိုလည်းသူတို့ကအဓိကဦးစားပေးပြီးတော့ခေါ်နေကြတဲ့နေရာမှာကျွန်တော်ပါတယ်နော်အဓိကဦးစားပေးခေါ်နေကြတဲ့နေရာမှာကျွန်တော်ပါတယ်ဒါအပြင် လာမယ့်ညရာဒီအပြောင်းအရွှေ့မှာတော့ senior player တွေကိုဦးစားပေးခေါ်သွားမယ်ဆိုရင်လူငယ်တွေကိုစိတ်ဝင်စားတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တေချာစောင့်ကြည့်နေတယ်ပြီးခဲ့တဲ့ပြီးခဲ့တဲ့အပြောင်းအရွှေ့တွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှင်လည်းပဲဂျားကာလာတွေမှာပဲကျွန်တော်ဖြစ်ဖြစ်ညရာဒီအပြောင်းအရွှေ့တွေမှာပဲကျွန်တော်ဖြစ်ဖြစ်ပေါ့နော် ဇန်နဝါရီကာလတွေမှာပဲကျွန်တော်ကြည့်ကြည့်ပြလူငယ်ကစားမားတွေကိုကျွန်တော်ခေါ်ပြီးနိုင်ခဲ့တဲ့နေရာမှာပါတယ်ဆိုတော့ဒီ18နှစ်ဝယ်ကစားမားလေးဖြစ်တဲ့ဒီချာရာလန်ဘူးစ်ကိုကျွန်တော်တို့ဒါခေါ်ဖို့အတွက်ချိတ်ဆက်မှုတွေရှိနေတယ်ဆိုတာမျိုးကလည်းဒါဝမ်းသာစရာပဲအနည်းဆုံးတော့ဟုတ်တယ်မနက်ဒါဒီဒီကစားမားလေးကိုယ်တိုင်ကလည်းဒီ attacking midfield မှာကစားတဲ့ center forward မှာလည်းသူကစားတယ်ဗျာပြီးလို့ရှိရင်ဒီ shadow striker second striker အနေနဲ့လည်းသူကစားတယ်ဗျာ attacking midfield မှာလည်းသူကစားတယ်ဆိုတော့ ဒီ Greece U16 U19 နေမှာလည်းသူကရွေးချယ်ခံထားရတာဆိုတဲ့အခါကျတော့အများကြီးမျှော်လင့်ချက်ရှိတယ်လို့ကျွန်တော်ပြောလို့ရတယ်ဒီကစားမကစာချုပ်ကလက်ရှိဒီ Olympia Coach အသင်းနဲ့2030အထိသူစာချုပ်ရှိတာ2030ဂျွန်30ရက်လိုက်တိကျွန်တော်ရှိတာဆိုတဲ့အခါကျတော့လက်ရှိမှာကစားနေတာကလည်း Greece မှာဆိုလို့ရင်ဒါ Tier 1မှာကစားနေတာပေါ့နော် Olympia Coach ဆိုတော့ဒါကတော့ဒါငငယ်ရွယ်ရွယ်နဲ့တိတယ်မလားဒီ Senior အသင်းကြီးမှာကစားခွင့်ရတယ်ဆိုတဲ့အခြေချင်းမျိုးကကျွန်တော်မနေပါဘူး ဆိုတော့ဟိုပြီးခဲ့တဲ့နေ့ကိုကျွန်တော်ပြန်ကြည့်ရင်ယူရိုတို့လိုလူငယ်ကစားမတွေကိုကျွန်တော်ရအောင်ခေါ်တဲ့စီကိုကိုနီတို့เนาะချီတို့အိုဘီတို့ဟလာလက်ရှိမှာဆိုလို့ရှိရင်ကျွန်တော်ဒါအေဒင်ဟေဗင်တို့ကစားမတွေပြီးလို့ရှိရင်ဒီဂိုကာလို့စ်တို့လိုကစားမတွေအော်ဆိုဒီဂိုလီယွန်တို့လိုကစားမတွေဆိုတော့အတင်းကလူငယ်တွေကိုဦးစားပေးပြီးတော့ခေါ်နေတဲ့တယ်မှာလည်းကျွန်တော်ပါတယ်ဆိုတော့ဒီကစားမလေးကိုဆက်သွယ်မှုတွေအတင်းဘက်ကပြုလုပ်ထားတယ်ပေါ့နော်တကယ်ထိရောက်မှုတွေရှိမရှိဒါကြည့်ရမှာပေါ့ဗျာဒီရဘောက်ကတော့အိုလံပီယာကိုစတင်ရန်ဘက်ကလက်မလွတ်ချင်ဘူးပေါ့ကျွန်တော်ကတော့ပေါ့နော် တကယ်လို့အတင်းဘက်ကဒီကောင်လေးကိုတကယ်သဘောကျနေတာတကယ်လည်းပဲအမှန်ကန်ခေါ်ဖို့ကြိုးပမ်းနေတာဆိုရင်ပြေကြတယ်ပြသည်လားဘယ်လိုပြောမလို့ရအောင်ခေါ်လိုက်ဗျာနော်ရအောင်ခေါ်ပြီးတော့ကျွန်တော်တို့ဒါတစ်နှစ်ဖြစ်ဖြစ်နှစ်နှစ်ရာစီလောက်ဖြစ်ဖြစ်ဗျာအငှားဇက်တိုက်ချထားလိုက်နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဟိုဘယ်လိုပြောမလို့အတင်းမှာအထိုင်ကျဖို့တော့နည်းနည်းတော့ခက်သွားမှာပေါ့ဒါပေမဲ့လည်းလို့သူလက်ရှိတိုးတက်နေတဲ့နေရာမှာပဲဆက်နေရတာဖြစ်တဲ့အတွက်ကစားမကတိုးတက်နိုင်စွမ်းပူပြီးတော့မြင့်လာနေတယ် ျွန်တော်တို့အသင်းကြီးစီကိုရောက်လာတယ်ဆိုလို့ရှိရင်လူငယ်တွေကိုချက်ချင်းလက်ငင်နေရပြီးနိုင်ချင်မှာပြီးနိုင်မှာအဲ့လိုမဟုတ်ဘဲနဲ့ခေါ်ပြီးတော့လူငယ်အသင်းတွေကိုထည့်ပေးတယ်ဆိုလို့ကျွန်တော်တစ်မျိုးပေါ့နော်လူငယ်အသင်းတွေကိုထည့်ပေးမယ်ဆိုလို့ရှိရင်ကစားကွင်းနေရာတွေတော့ကျွန်တော်ရလာမယ်ဒါပေမဲ့တိုးတက်မှုကတော့ဒီဘလူးရောင်းလို့ရင်းမြေချတယ်ဆိုတဲ့အခါကျတော့ဗျာတူချင်မှတော့တူတော့မှာပေါ့နော်ဒါအင်္ဂလန်အင်္ဂလန်မှာရောက်လာရဆိုလို့ရှိရင်ဒါကျုံကန်တဲ့သူတွေကများတယ်မလားအတင်းကြီးဆိုပူတောင်းဆိုတဲ့လူငယ်ကစားမလေးတယောက်တယ်ဒါကြောင့်ကျွန်တော်တို့အတင်းအနေနဲ့ဒီကစားမဖြစ်ဒီကိုခေါ်ပြီးတော့တရာဒီလောက်ဖြစ်ဖြစ် ဒီဘလို့ Olympia coach မှာပဲဆက်ပြီးတော့ထားသင့်တယ်လို့ကျွန်တော်ထင်တယ်ဆိုတော့လည်းပဲလောလောဆယ်မှာတော့အတင်းပတ်ကအမှန်တကယ်ရအောင်ခေါ်နေမလားတော့ကျွန်တော်စောင့်ကြည့်ရမယ်အတင်းပတ်ကလည်းဆက်ပြီးတော့ချိတ်ဆက်မှုတွေလည်းကျွန်တော်ရှိထားပြီးပြီဆိုတော့ဗောနော် Jonathan Davis နဲ့ပတ်သက်ပြီးကျွန်တော်ပြောရရင်လက်ရှိထွက်ထားတဲ့တင်ရဒီ United တောင်းဝန်ရှိသူတွေတော်တော်များများကတော့ဗောနော်အဲလာမေယာဒီမှာလာမေနွေယာဒီအပြောင်းရွှေ့မှာဗောနော်နော် လာမေယာနွေယာဒီအပြောင်းရွှေ့မှာဆိုလို့ရှိရင် Jonathan Davis ကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့ ကျိုးပန်းမှုတွေကျွန်တော်ရှိနေတယ်ပေါ့ဒီကစားမဖြစ်သူကိုလည်းခေါ်ယူဖို့စိတ်ဝင်စားမှုတွေကျွန်တော်ရှိနေတယ်လို့နော်ဆိုတော့ဒီအတင်းဘက်ကလည်းအလွတ်နဲ့ခေါ်ယူလို့ရနိုင်မယ့်အခွင့်အရေးမျိုးဆိုတဲ့အခါကျတော့ဗောနော်အဲဘယ်လိုပြောမလဲအမှန်ကန်ကိုပြည့်မဲ့ထားနေရပေါ့ဗျာအတင်းကတိုက်စစ်နေရမှာအားဖြည့်ဖို့လိုတယ်ပြည်ထနာကငွေလဲအများကြီးမတုံးနိုင်ဘူးဆိုတဲ့နေရာမှာဒီဘယ်လိုပြောမလဲဂျိုနသန်ဒေးဗစ်ကဘယ်လိုပြောမလဲအမှန်ကန်အတင်းဘက်ကတကယ်ထဲထဲဝင်ဝင်လှုပ်လှုပ်လာနိုင်တဲ့ဒါကစားမတစ်ယောက်ဆိုပြီးတော့သူတို့ပြောထားတယ်ဗောနော် ဟိုတေရတာကတော့ဗျာအကယ်လို့ဗောနော်အလွတ်ဆိုတိုင်းလဲဆွတ်ဆက်ခေါ်လို့မရဘူးဟုတ်တယ်မနော်အလွတ်ဆိုတိုင်းလဲဆွတ်ဆက်ခေါ်လို့ကျွန်တော်မရဘူးဒါပေမဲ့လည်းလို့ဘာဖြစ်လဲဆိုတော့အတင်းရဲ့တိုက်စစ်မှာဆိုလို့ရှိရင်နံပါတ်1ကျွန်တော်တို့ကအာမခံချက်ရှိတဲ့ဗောနော် twin goal တွေကိုအာမခံချက်ရှိတဲ့ကစားမပြီးလို့ရှိရင်အတွေ့အကြုံရှိတဲ့ကစားမ senior player တယောက်ကိုကျွန်တော်ခေါ်ဖို့လိုတာဆိုတော့ jonathan david ဒီ jonathan david ဒီအဲ့လိုအဲ့လိုကစားမမျိုးပဲဒါပေမဲ့လည်းလို့ကျွန်တော်ပြောချင်တာကကစားမရဲ့ profile ဒီနီးပြ ဒီ ammonia system နဲ့ N1 ခွင့်ကြတည်တယ်မလားဆိုဘယ်လိုပြောမလို့ဒီရှိသလားပေါ့မရှိဘူးလားပေါ့ဒါကလည်းကျွန်တော်ရှိသေးတာဒီကစားမကဒီယာဒီမှာလိုင်လီတွေလိုင်လီတွေ၂၄လေးဝဲကစားထားတယ်အဲ၁၄ကိုတွင်းထားပြီးတော့၃ကိုဖန်တီမှုပြုတ်လို့ထားတဲ့ကစားမပါကနေဒါလည်းရွေးစင်မှာလည်းကျွန်တော်ကစားနေတာကတော့ဒါပြောစရာလူတော့မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ဘယ်လိုပြောမလဲဒီသူကလည်းလာမယ့်ညရာဒီအပြောင်းအရွှေ့မှာစာချုပ်တရံကုန်ပါဗျာစာချုပ်တရံကုန်တာနဲ့ကိုရီ အပြောင်းရွှေ့မှာလိုအပ်နေတာတွေကကွက်တိဖြစ်ရောဘာငွေကြီးမှအကုန်ကြမရှိပဲနဲ့ခေါ်နိုင်မဲ့အခြေအနေမျိုးပေါ့ဆိုတော့သူက2024 2025ရာသီမှာခုနကပြောသလိုပဲလီဂူ1မှာ14ကိုတွင်းထားတယ်ချန်ပီယံစလိတ်မှာဆိုလို့ရှိရင်သူ14ပွဲကစားထားရတယ်ပေါ့နော်14ပွဲကစားထားတဲ့နေရာမှာ6ကိုတိသူတွင်းထားတယ်ချန်ပီယံလေးမှာ6ကိုတိတွင်းတွင်းထားပြီးတော့4ကိုဖန်တီးထားတယ်ပြ14ပွဲမှာ73ကိုတိပါဝင်ပတ်သက်မှုရှိထားတယ်လို့ကျွန်တော်ပြောရမှာပေါ့ နော်ဆက်သုံးကိုရီပါဝင်ပတ်သက်မှုရှိထားတယ်ဒါ French Cup မှာဆိုလို့ရှိရင်လည်း DRD မှာ၃ပွဲတိတူကစားရတယ်ဂိုးသွင်းတာတော့မရှိသေးဘူးဖန်တီးမှုတော့မရှိသေးဘူးဆိုတော့ဒါဟာဂျွန်နသန်ဒေးဗစ်ရဲ့လက်ရှိအနေထားပဲအကယ်လို့ဒီကစားမပြည့်သူရဲ့ profile ကအတင်းနဲ့ပေါ့နော်ဒီ Ambolin သွားခြင်းနဲ့ system နဲ့အဝင်ခွင့်ကြဖြစ်တယ်ဆိုလို့ရှိရင်တော့ exam ကိုပဲအားဆိုင်ပြီးတော့ကျွန်တော်ကြိုးပမ်းတင်တယ်။ဒါပါတော့ဗျာပီတာအူစီမန်တို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒါငွေကြီးရအများကြီးကုန်ကြမယ်เนาะငွေကြီးရအများကြီးကုန်ကြမယ်ကစားမားတွေမှာပါတယ် ာပိုလီဟာသူတို့မလူချင်တော့တဲ့ကစားမဖြစ်နေတာတော့မှတန်း60ဘာညာလောက်ထိကျွန်တော်တို့သွားမှာဗျာနော်တန်း60လောက်ထိကျွန်တော်တို့သွားမယ်အဲပြီးလို့ရှိရင်တခြားဗီတာဂူဂရက်စ်တို့ဘာလို့ဆိုလို့ချင်းလည်းပဲထူမခြားနာအဲ့ဒီဝန်းကျင်ကျွန်တော်တို့သွားမှာပဲဘယ်သူကိုပဲခေါ်ချင်ခေါ်ချင်ဗျာအိုက်တဲ့ဈေးတက်တာဖို့ဆိုတာကမလွယ်ဘူးပေါ့နော်မလွယ်ဘူးဆိုတာတိုက်စစ်ကောင်ကစားမတစ်ယောက်ကဒီဘက်ဒီဘက်ခင်မှာဈေးတက်တာလေဆိုတာမရှိတော့ဘူးဆိုတော့အလွတ်နဲ့ရမယ်ဂျူနီတန်ဒေးဗီကတော့ဒါချွင်းချက်တစ်ခုပေါ့နော်။ဒါကြောင့်အသင်းနေနဲ့ တကယ်လို့ဂရာမာရဲ့ profile ကသာလိုချင်လို့နဲ့ profile လက်ရှိ Eric Amori နဲ့အဆင်ပြေတယ်ဆိုလို့ရှင်တော့ကျိုးပန်းသိနေဒါပေမဲ့လို့ပေါ့နော်ကစား profile အမှားကြီးကိုလည်းကျွန်တော်ခေါ်လို့မရအောင်ရှေ့ရာသီတွေမှာကျွန်တော်ဒုက္ခရောက်ခဲ့တာအဲ့ဒါကြောင့်ပဲကစားမားတွေကနာမည်ကြီးတယ်ကောင်းတယ်နော် okay ဒါပေမဲ့လို့အသင်းကိုရောက်လာတဲ့ခါကျတော့အဆင်မပြေတော့ဘူးကုသွားခြင်းနဲ့ profile နဲ့မကန့်ညီတာပြီးလို့ရှိရင် Premier League ရဲ့ပေါ့နော် physical demand ကိုမနိုင်တာဒါမျိုးတွေနဲ့ကျွန်တော်ကတိုင်ပတ်နေရတာ ဆိုတော့ဟိုလက်ရှိမှာလည်း Jonathan Davis ကိုခေါ်လိုက်လို့အသင်းမှာကြုံနေရတဲ့ပြဿနာတွေအကုန်လုံးကပြေလည်သွားမယ်ထင်ပါတော့ကျွန်တော်မပါဘူး။ဒါပေမဲ့ Tyson မှာဘယ်လောက်ထိဘယ်တော့ပြဿနာတွေပြေလည်သွားမလဲပေါ့။ဒါတွေကျွန်တော်ကြည့်ရမှာ။ဆိုတော့ Jonathan Davis ကတော့ပြိသက်တွေကြားထဲမှာလည်းသဘောကျတဲ့ player တရားလို့ပြောလို့ရတယ်ပေါ့နော်။ဆိုတော့စောင့်တော့ကျွန်တော်ကြည့်ရမယ်။အလွတ်နဲ့ရနိုင်မှာဖြစ်တဲ့အတွက်အသင်းဘက်ကမကျူးပန်းမှုတွေကျွန်တော်ပြောလို့မရပါဘူး။အပြိုင်ဆိုင်တော့ကျူးပန်းမှာပေါ့ဗျာ။နော်အလွတ်နဲ့ရမယ်ဒီလိုကစားမမျိုးဒီလို Tyson မှုမျိုးကို ကျွန်တော်တို့ဒီတသင်းတွေကနေပြီးတော့ AACC ခေါ်သွားနိုင်မယ့်အခြေအနေမျိုးတွေကျွန်တော်ရှိမှာမဟုတ်ဘူးတခြားကလပ်တွေဘိုင်းနဲ့ပြိုင်ခေါ်ရတာတွေကျွန်တော်ရှိမှာပဲဆိုတော့ညီကတို့ရော Jonathan David ကိုအသင်းအနေနဲ့အမှန်ကန်ခေါ်ဖို့ကြိုးပမ်းတင်တယ်လို့ကျွန်တော်ထင်ကြလားဆွနေကြအောင်ဆက်သွားရစီနေတဲ့ညီကိုလေးဒါ900နီးပါးရှိပါတယ်တယောက်ချင်းစီတဲ့ကိုချစ်သူများတွေပါတယ်ပူပေါင်းမချက်မှလည်းပဲကျွန်တော်တင်းနေတယ်ဒါမှမဟုတ်ဘူးနော်နိုင်ငံပွဲစဉ်စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲသင်းကိုကျွန်တော်ဒါပွဲကြိုးသွင်းတဲ့ချက်ကျွန်တော်ပါလုပ်နေတယ်ဆိုတော့လာပြီးတော့ကြည့်ကြည့်ကြပါအောင်ကြည့်ရှုပါပြန်ညီအများလုံးကိုချစ်သူများတွေပါတယ်